မင်္ဂလာပါဒီနေ့တော့ကျမတို့ခစ်တစ်တစ်ပနီအစောပိုင်းခီလန်းမှာတကယ့်ကိုအရေးပါတဲ့ပုံကိုယ်တရားအကြောင်းဆွေးနွေးကြမယ်ဟုတ်ကဲ့အီတလီသတ္တနာပညာရှင်တစ်ပန်ပညာရှင်ဂယ်လီလီယိုဂယ်လီလီဗောသူကျောင်းဝင်ဂယ်လီလီယို PDF ထဲကအချက်အလက်တွေကိုအခြေခံပြီးပြောကြမှာပါဟုတ်ပါတယ်ဂယ်လီလီယိုဆိုတာ ਨੇ သူ့ရဲ့အဲတယ်လီစကုပ်ပြီးတော့အတင်းကြော် ਨੇ ဖြစ်ခဲ့တဲ့ပြဿနာတွေပြင်းမြင့်ကြတာများတယ် ဟုတ်တယ်။ဒါပေမဲ့သူ့ရဲ့တွေးရှိမှုတွေကအများကြီးပဲ။ဟိုချိန်တီးကစလိုက်အောင်လား။သူ့ရဲ့အစိုးပိုင်းပွားလေး ਨੇ ။ကောက်ပါလေ။သူကတထောင်ခဲတော့ချောချက်လေးမှပီဆာမျိုးမှမွေးတာ။အဲ့ဒီပီဆာတက်ကတော့မတက်ခဲ့သေးတယ်။ဒါပေမဲ့ဟိုငွေရေးကြေးရေးအခက်ခဲကြောင့်ထင်တယ်ပွင့်မရခဲ့ဘူး။哦ဒါပေမဲ့နောက်ပိုင်းပါမောခပြန်ဖြစ်တယ်နော်ဟုတ်ကဲ့သူရေချင်းကိုတီးကြတော့1986မှာ ပီဆာနောက်တော့ပါတူအတက်ကတော်တွေမှာပါမောခဖြစ်လာတယ် အဲ့ဒီပါတူရမှာတဲ့သူ့ရဲ့အရေးကြီးတဲ့ရှားဖွေမှုတွေအများစုလွတ်ခဲ့တာပေါ့အသက်၁၉နှစ်တည်းကအဖျားเจ้าမောင်ကိုမိဆိုင်လွှဲနေတာကိုကြည့်ပြီးချိန်တီးနေရမောင်ကိုတွားတွေ့တယ်ဆိုတာသူတို့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကတကယ် turning point လို့ပြောလို့ရမယ်ချိန်တီးကဘလို့ပဲလွယ်လွယ်လွယ်နုံအဲလွဲချိန်ကတူနေတယ်ဆိုတာ isochronism ပေါ့လေအဲ့ဒါကိုသူကသတိပြုမိခဲ့တာอืมတာမန်ယာလေးကနေတိတ်ပန်နေရမှာဖြစ်သွားတာဟုတ်တယ် အဲ့ဒီငနေတော့ပဲနာရီတဲ့တိကျအောင်လုပ်ဖို့အခြေခံရသွားတာသိပ်ပန်ဆက်သက်မှုတွေမှာအချိန်တိကျဖို့ကတိတ်အရေးကြီးတာကိုနောက်တစ်ခုအရင်ပြောချင်တာကဟိုအရစ္စတိုတိုရီရဲ့ယူဆကိုစင်ခေါ်ခဲ့တာအာအလေးချိန်များတဲ့အရာကမြန်မြန်ကြရတဲ့ဆိုတဲ့ဟာလားဟုတ်တယ်အဲ့ဒါကိုသူကလက်တွေစမ်းပြီးခြေခဲ့တာဟိုပီဆာမျောစင်ပေါ်ကနေအလုံးနှလုံးချပြရတယ်ဆိုတဲ့အကြောင်းအရာပေါ့အလိဇလန်ကနာမည်ကြီးပေမဲ့တကယ်လောက်ခဲ့လားဆိုတော့တမိုင်းအရာအတိအကျတော့မသိရဘူးပါလေအင်း တန်တရာရေးဆန်းတော့ဖြစ်မှာပေါ့ဒါပေမဲ့သူ့လုပ်ခဲ့တဲ့စမ်းသမှုတွေရဲ့အနတ္တရာကတော့ဟုတ်တယ်အလေးချိန်မတူတဲ့ဖြစ်စည်းတွေလေရဲ့ခုခံမှုမပြောဘလောက်ဘူးဆိုရင် ပြုတ်ကြနုံကအတူတူပဲဆိုတာကိုတက်တည်ပြခဲ့တာဒါကအရေးကြီးတယ်လေးလာမှုကိုလက်တွေ့နဲ့အတီးပြတဲ့နီလန်းကိုသူကပို့ပြီးအားဖိလိုက်တယ်လို့ပဲတည်တည်ကြကြပဲနောက်ပြီးအနရှာဆိုတဲ့ယူဆကိုလည်းသူက အခြေခံချပေးကြတယ် နောက်ပိုင်းနျူတန်ရဲ့အရွေ့အလာမှုနေရာမလေးအတွေ့အရေးပါခဲ့တာပေါ့ဟုတ်ကဲ့သူရဲ့ကြီးမောင်းဆုံးတက်ရောက်မှုကတော့နက္ခတ္တဗေဒဘက်မှဖြစ်မဲ့တင်လေအထူးသဖြင့်ဟိုတယ်လီစကုပ်ကိုပိုကောင်းအောင်လုံးလိုက်ပြီးတဲ့နောက်ပိုင်းဟုတ်တယ်16စီရိုကိုလောက်မှာပေါ့သူများထီထွင်ထားတဲ့တယ်လီစကုပ်ကိုအစ30လောက်ချိနေအောင်သူကပြန်ပြီးမြင်တင်လိုက်ကအားလုံးနဲ့ကောင်းခင်ကိုကြီးလိုက်တော့အမြင့်တဲ့ပြောင်းကုန်ရော လာပေါ်မှာခြွင့်ခွက်တွေတောင်းတွေတွေ့တယ်။တာကအရင်ကထင်ထားတဲ့လုံမအုပ်စုံ ချောမွေ့နေတဲ့ကောင်းငင်ပုံဆိုတဲ့အယူကိုကွဲစေတာပဲ။ပြီးတော့ကြာစပတိတ်ယူအမှာရန်လေးတွေလေးနေတာကိုတွေ့တော့ဟုတ်တယ်။ဂျိုးရန်လေလုံးဒါဆိုကဘာကပဲအရာအလုံးရဲ့ဘဟုမဟုတ်တော့ဘူးဆိုတာပိုးရှင်းသွားတော့။အော်။စနေဂျိုးရဲ့ပုံစံကလည်းထူးခြားနေတယ်ဆိုတာတွေ့ခဲ့တယ်။နောက်မှကွင်းနေမှတိကြတာပေါ့။ဒီအချက်လက်တွေအကုန်လုံးက ဟိုကော်ပါနီကပ်စ်ရဲ့ neighborhood view theory အတွက်ခိုင်မာတဲ့တက်တည်ကြီးဖြစ်လာတယ်။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီတက်တည်ကြီးကပဲသူ့တက်ပြဿနာဖြစ်စေခဲ့တာနော်။ဟုတ်ပါတယ်။သူ့တွေ့ရှိချက်တွေကအတင်းတော်ရဲ့ကဘာကဘဟုမှရှိတယ်ဆိုတဲ့အယူအဆနဲ့တိုက်ရိုက်ဆန့်ကျင်နေတော့တာပေါ့။အစားပွဲမှာတော့အတင်းတော်ကစိတ်ဝင်စားပုံရပြီမဲ့သူက neighborhood view ကိုတရားဝင်ထောက်ခံတယ်ဆိုတာတည်သွားတော့အဲ့ဒီမှာစတာပဲ။1616မှာသူ့ကို အဲ့ဒီကောပနီကတ်စ်တယူကိုမပြောဖို့မတင်ဖို့တားမြစ်ခံရတယ်။တတိပေခံရတာပေါ့။ဒါပေမဲ့ तू ကရမနေခဲ့ဘူး။1630ညမှာဟိုစာအုပ်ကြည့်ထုတ်လိုက်သေးတယ်။ကဘာစင်နစ်ကြီးနှစ်ခုဆိုင်ရဆွေးနွေးညှင်းခုံမှုဆိုတာ။อืมအဲ့ဒီစာအုပ်မှာနေဘဟုပြုစနစ်ကိုထောက်ခံတဲ့အပတ်ကညံပိုကောင်းတဲ့ပုံစံမျိုးနဲ့ရေးထားပြီးကဘာဘဟုပြုသမားကိုနည်းနည်းအဲလှောင်တယ်လို့ဖြစ်သွားတယ်လို့ယူဆခံရတယ်။ဆိုတော့အေးအေးယူခံရတော့ပေါ့ ဟုတ်ကဲ့ထုံချဲတော့33မှာရောမမျိုးက inquisition လို့ခေါ်တယ်။တာသနာရေးဆိုင်ရာတရားရုံးကစစ်စီရတယ်။အသက်အန္တရာယ်မရှိကြရင်သူ့ယူဆမှာကြောင့်လူရှေ့မှာဝန်ခံထိုင်တယ်။အဲ့ဒီမှာပဲဟုတ်ဒါပေမဲ့ကဘာကတော့လဲနေတုံးပဲလို့တိုးတိုးလေးရေရွတ်ထားတဲ့ဆိုတဲ့စကားကအယံနာမဲကြီးတာပဲ။အဲ့ဒါကတော့မတန်းအရာအတီးပြုတ်လို့မရတဲ့တန်တရားတွေလို့ဖွင့်နေပြီမယ်။သူ့ရဲ့စိတ်တက်ကိုပြနေတယ်လို့ရှိတာပေါ့။ 嗯，好。那送了对个阿切特里个，对阿妈呗，得得打你就出查来的。那妹妹阿妈嘞，对个六的十六年开的喏。好的，也没多不。萨姆普尼亚与利亚姆的将扫地十一开的，通车了一节尼玛怪龙前提包，对个格特勒巴达文皮呗，递送多给他吧。对个的库龙个，得帮阿个呗。လက်တွေ့ကြကြလေးလာမှုစူးစမ်းမှုတွေနဲ့အစင်္ဂလာအယူဆဟောင်းတွေကိုပြောင်းလဲဖို့ကြိုးစားခဲ့တယ်။တကယ်ပဲ။ ဂယ်လီလီယိုရဲ့အတိတ်ကအမွေက လက်တွေ့ဆန်းသမှု လေလာတွေ့ရှိချက်နဲ့စင်ကျင်တုံတရားကအရေးကြီးဆုံးဆိုလာကိုမိမုံထိုးပြသေးတာပဲသူကခက်တဲ့တိပြန်ပညာကိုလန်းခင်ပြခဲ့သူပါဟုတ်ကဲ့သူ့ဘောပြန်ကြည့်ရင်ဖျားကြောင်းကချင်းတီးလေးကိုတတိထားမိတာနဲ့စကြဝလာအမြင်တွေကိုပြောင်းလဲပြန်နိုင်ခဲ့တဲ့အထိတကယ်ကိုကြီးကျယ်တဲ့ခရီးတစ်ခုပဲอืมဒီညမှာစဉ်းစားစရာတစ်ခုကတော့လေသူတွေ့ရှိခဲ့တဲ့ ကဘာကြီး၍လျက်နေတယ်ဆိုတဲ့အမှန်တရားကိုအာနာပိုင်တရဲ့ဖိအားကြောင့်လူသိရှင်ကြားဆွန့်လွတ်ထည့်ရတယ်။ဒါပေမဲ့သူ့ရဲ့အတွေးခေါ်လီသူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကတော့ပြောင်းမသွားဘူး။ဟုတ်တယ်။စက်ပြီးတက်ဝင်နေကြတယ်။ဟုတ်ကဲ့။ဆိုတော့ကြီးမားတဲ့အတားအဆီးတွေဖိအားတွေရှိနေသည့်ကြံရံပေါ့လေ။လေးလာတွေ့ရှိထားတဲ့အမှန်တရားဆိုတာက အစင်အလာအာနာစနစ်တင်တဲ့ထိတ်တဲ့တွေ့တဲ့အခါမှာဘလုံးအထိကြံကြံခံနိုင်မှာလေ။ ဘလို့ပုံစံနဲ့ရှင်တန်ကြံရစ်နိုင်တယ်လဲဆိုတာကိုဂယ်လီလီယိုရဲ့ပွားနဲ့စဉ်းစားစရာအများကြီးပေးနေပါတယ်